ရခိုင်နဲ့မလေးရှားကိုပုံမဲ့720ဘီလီယံလောက်တန်ဖိုးရှိတဲ့မွေးရည်စေဝါးတွေဟာ EA နဲ့ဆက်ဆက်မှုရှိတယ်လို့စစ်ကော်မရှင်ကဆွဆွေးလာတဲ့အပေါ်ရုံမအောက်တန်းကြတဲ့နိုင်ငံရေးအောက်လုံးနဲ့တိုက်ခိုက်နေရဖြစ်တယ်လို့ EA ပြောခွင့်ရသူဥခိုင်ဒုခကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ19ရက်နေ့ထုတ်စစ်ကော်မရှင်ပိုင်းသတင်းစာရီမှာနိုဝင်ဘာလ9ရက်နေ့ကနေ17ရက်နေ့အတွင်းဖမ်းမိခဲ့တဲ့မွေးရည်စေဝါးမှာ ice 4000 kg တန်ဖိုးငွေကျပ်120ဘီလီယံလောက်ရှိတဲ့မူရည်စေဝါတွေကိုလူ24ယောက်နဲ့အတူဖမ်းမိခဲ့တယ်လို့ရေးသားထားပါတယ်။အဲ့ဒီလူ24ယောက်အထက်မှာအီအီရဲ့ထောက်ပို့တာဝန်ခံခင်ထွန်းကိုပသိမ်မြို့မှာမူရည်စေဝါထိမ့်သိမ်းပေးသူလာမင်းခန့်နဲ့အတူဖမ်းဆီးမိရကနေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့ဆွဆွေးဖော်ပြထားပါတယ်။ဒီလိုဆွဆွေးထားမှုအပေါ်အရခတ်တတော်ပြောခွင့်ရသူဥခိုင်ဒုခကအခုလိုပြောဆိုလိုက်ပါတယ်။ ဒီဟာကတော့ဒီအကျံဖက်ဖက်စစ်စစ်ရစွာဂိုင်းရဲ့ဒီမယိုးနိုင်တဲ့အခြေမြင့်မရှိဟိုလောက်ကြံဖန်တီးဆွဆွေးဟိုဝါဒဖြန့်မှုတစ်ခုပဲဖြစ်ပါတယ်ဟိုအရင်တုန်းကလည်းဒီလိုမျိုးအကြိမ်ကြိမ်ဆွဆွေးမှုပါတယ်ဟိုဒီကိစ္စကတော့ကျွန်တော်တို့နဲ့ဘာမှပတ်သက်မှုမရှိပါဘူးဟိုအကျံဖက်ဖက်စစ်စစ်ကောင်စီကသူတို့မူရီစေဝါဆက်ယုံတွေကသူတို့ကိုယ်တိုင်ထုတ်လုပ်ထားတဲ့မူရီစေဝါတွေကို ထုတ်ပြပြီးတော့ဟိုတခြားသူတွေကို လက်ညှိုးထိုးပြပြီးဒါရုံမှာအောက်တန်းကြတဲ့ဒီနိုင်ငံရေးအောက်လုံးတွေနဲ့ဟိုတိုက်ကွဲဖို့နေတာသာဖြစ်ပါတယ်။ EAWRI တိုင်းပသိမ်မြို့နယ်တည်ရွဲစင်အိုးဖို့ရဲ့ကနလန်းကိုရောင်အမတ်၁၉ကမြေအောက်ခန်းမှာရှာဖွေတင်စီရမိခဲ့တယ်လို့ပြောပါတယ်။ပထမဖမ်းပြီးတဲ့ခိန်ထွန်းနဲ့လာမင်းခန့်တို့အပါအဝင် လူပေါင်း22ယောက်ကိုရန်ကုန်တိုင်းတနင်္သာရီတိုင်းဧရာဝတီတိုင်းနဲ့ ရှမ်းပြည်တာရှိလိမျိုးတို့မှာဆက်လက်ဖော်ထုတ်ဖန်ပြီးကြတယ်လို့စစ်ကော်မရှင်ရဲ့သတင်းစာတွေမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်ဟာအာရခတက်တိုကို နိုင်ငံရေးအရထိုးနှက်တဲ့အနေနဲ့အရင်ကလေ အခုလိုအကြိမ်ကြိမ်ဆွဆွေးခဲ့ဘူးလေလို့သိရပါတယ်ရှင်။